ကျွန်တော်ရှိမှကြတော့အစိုးရကြီးလည်းလာစားတယ်အမှုပညာရှင်တွေလည်းလာစားကြတယ်ဒါပေမဲ့ကျွန်တော်တခါမှသူတို့ရဲ့ဓာတ်ပုံတွေတင်ပြီးတော့ Facebook မှာရောတယ်လီဟိုပေါ့ TikTok မှာမတင်ဘူးဘာဖြစ်လို့လဲဆိုတော့အဲတချို့ကရှိရလေဒီဆိုင်ကဟဲ့အဲဗေမင်းသမီးလာစားတာဗေအမှုပညာရှင်လာစားတာဆိုပြီးတော့နာမည်နဲ့လာစားမှကြောက်လို့တကယ်တမ်းကျတော့ကိုမျိုးကကျတော့အမှုပညာရှင်တွေကြောက်နာမည်ကြီးချင်တာမဟုတ်ဘူး ကိုကိုရဲ့ခိုးတော်မုတ်တီလက်ရာကတကယ်ကိုကောင်းတယ်။ဟဲ့ကိုမျိုးခိုးတော်မုတ်တီကြီးမြင့်နိုင်မှာသွားစားကြည့်။ तू ကခိုးတော်စစ်တယ်၊လမ်းကြီးတုံစစ်တယ်ဆိုတဲ့နာမည်နဲ့ပဲကြီးကျင်တာ။ ရာမုတ်တီကတော့ကိုမျိုးကအခုဒါဆိုလို့ရှိရင်အဲငါးလပိုင်းဆိုရင်တော့ကိုမျိုးဒီရန်ကုန်ရောက်တာ၃နှစ်ပြည့်တော့မှာပေါ့နော်အဲ၃နှစ်ပြည့်တော့မယ်အရင်ကလည်းမန္တလေးမှာတော့အဲမုတ်တီတုံရောက်နေပေါ့ဒါပေမဲ့ဒီလောက်တော့မအောင်မြင်ဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ကန်နဲ့ဆန်းနဲ့ကဒီရန်ကုန်ရောက်ခါမှဒီလိုဟိုနာမည်ကြီးပြီးတော့အောင်မြင်လာလို့ပြောလို့ရတာပေါ့နော်ဟုတ် အစပြီးရောင်းတာကိုမျိုးကလေခိုတော်ကအလောက်မို့ကိုမျိုးကမန်လေးမှာရောင်းတော့လဲနန်းကြီးတုတ်ပုံစံမျိုးပဲရောင်းတာခိုတော်ကတော့တုတ်တော့တုတ်တက်တယ်ကွရောင်းမို့ကစိတ်ကူးမရှိဘူးအဲမိတ်ဆွေတင်ခဲ့ချင်းတယောက်ကပြီးတော့ရန်ကုန်မှာအဲမုတ်ဒီဇိုင်းလေးဖွင့်နေတယ်မန်လေးအစစလေးရောင်းနေတယ်ဆိုသူ့ကိုလာရောင်းပေးတာအဲတလားလောက်ပဲရှိတယ်သူနဲ့ကိုနဲ့ကအဲအဆင်မပြေဘူးဆိုတာကဟိုပေါ့နေရခက်ခဲလေးじゃပေါ့နော်အဲ့လာနဲ့မရောင်းပြစ်ဖင်းနဲ့ကိုမျိုးကတော့ရောင်းလိုက်တော့ခါကြတော့နာမည်ကြီးတော့ခိုတော်ကနာမည်ကြီးသွားတာကိုမျိုးမလေးမနေတော့ခိုတော်မုတ်တီဆိုမရဘူးနန်းကြီးတုတ်တော့အဲ့လိုမျိုးပဲရောင်းတာလေအဲဒီကျမှခိုတော်နဲ့နာမည်ကြီးသွားတာပေါ့အဲ့လိုမျိုးလေးပေါ့ ်အခက်ခဲရတော့ရှိတာပေါ့နော်အခက်ခဲဆိုတာတမန်ယောက်ျားမိန်းမတယောက်ဟိုရင်ဆိုင်ရတဲ့အခက်ခဲနဲ့ကိုမျိုးတို့လို NGBT တယောက်ရင်ဆိုင်ရတဲ့အခက်ခဲနဲ့ကျတော့မတူတော့ဘူးလေဘာလို့ဆိုတော့အဲလူနည်းစုတွေဖြစ်တယ်လူတွေကအမြင်မတူတာကြီးလေးရှိနေတော့ခါကျတော့သူတို့ကိုမျိုးတို့ဘာလို့လို့သူတို့မှာအကောင်းမြင်တဲ့စိတ်ဆိုတာကအရင်ကြီးမရှိသေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်ဒါပေမဲ့ကျေးဇူးတရားမှာဒီနောက်မျိုးတစ်ခုပြောမယ်အဲ့ဟိုမန်လေးလမ်း30ရပေါ့နော်ရှမ်းမလေးကျက်စီတမင်းပေါ့နော်ကိုအိုက်ကျော်ကအကိုရဲ့လို့ဒီလိုပဲလို့ကျွန်တော်မန်လေးမှာလည်းအဆင်မပြေဘူးဆိုတော့ရန်ကုန်မှာသွားပြဒီလိုအဲတလားနှစ်သိန်းခွဲနဲ့ပေါ့နော်မိုးဒီဆိုင်လေးဖွင့်ဖို့အတွက်ကိုခေါ်တော့သွားပြင်ပေးဆိုတော့ သူကမိတော့ရတယ်မျိုးလေးသွားဆိုပြီးတော့သူကမိုးမိုးတသိမ့်ရဲ့ပတ်စံဖုံးမိ၃000ပဲထည့်ပေးလိုက်တာထည့်ပြီးတော့နင်ဟိုမှလုတ်ကြည့်လိုက်နင်ရတစ်ဖြစ်တယ်လူတစ်တည်းနဲ့နင်ပေါင်းရမယ်နင်ကိုနင်အားကိုရမှာနော်သူကတခါတည်းပြောလိုက်တာလုတ်ကြည့်တကယ်လို့မှလုံးဝအစ်မပြေဘူးရန်ကုန်မြို့ဆိုတာကွာရောင်ချာချာဖြစ်နေတာလေနော်ဒါစီဝိုင်းပုံစံမျိုးနဲ့လာလို့တာအလေပက်ကတော့ရောက်ဖို့တာပေါ့အဲ့လိုမျိုးသူကလုတ်ကြည့်လို့မှအစ်မပြေဘူးဆိုရင်အကိုဖုံးဆက်အကိုအချိန်မေးပတ်စံနဲ့လွှဲပြေးလိုက်မယ်လမ်းစိမ့်နဲ့ပြန်လိုက်မယ်ဆိုတာဒါသူ့ရဲ့ခွန်အားလေးလဲပါတယ်ဘောင်းဆိုတော့ ဒါက तू ကကိုယ်အဲ့လိုမျိုး supporting ပေးလိုက်တော့ကိုယ်ကစ조사ခြင်းစိတ်ဖြစ်နောက်ဆုံးမဖြစ်ခဲ့သည်ရှိတောင်ပဲအဲ तू ကလည်းငါ့ကိုပတ်ပို့ပေးမဲ့သူရှိတာပဲဆိုပါတော့အဲကိုယ်ကြီးကျော်ပေါ့နော်ရှမ်းမလေးကျက်စီတမင်းရခွန်အားလဲပါပါတယ်ဒီလိုရက်တည်နိုင်တာဆိုတော့ဘာလို့ဆိုတော့ကို့မှာအားကိုးရှိတယ်ကွယ် ိုလုံယုံမဲ့ပေါ့ကိုယ့်ရဲ့ခွန်အားလေးနဲ့ကံညာဝရိယဆက်ယုံမဲ့ပေါ့အဲ့လိုမျိုးပေါင်းဆက်လိုက်တဲ့အချိန်ကြမှာဒီလိုမျိုးခိုးတော်ဆိုတော့ဟိုနည်းနည်းပပလူလေးသိပြီးအောင်မြင်သွားတာပေါ့ဟုတ်ကိုမျိုးတို့ဒီအရင်နေ့ကကျတော့တိတ်ပြီးမရှိဘူးဒီမှာရန်ကုန်မှာဗာရင်းနေရလဲဆိုတော့ခါကြတော့နေရခက်ခဲတာပေါ့နော်နေရခက်ခဲတော့ခါကြတော့အဲဆိုင်နေရတွေအိမ်နေရတွေအဲ့လိုတွေခက်ခဲတာကိုမျိုးစာရောက်တော့ဆိုရင်လေ6000ဝက်9000တောင်းလောက်ပဲရှိတယ်အဲ့လာမြဲသူများအင်ရှီလေးမှာပေါ့နော်အဲကျွန်တော်တို့တလားလောက်တော့ငှားပေးပါဆိုအဲ6000လေးနဲ့ငှားပြီးတော့မှအိုးလေးတွေတောင်းလေးတွေနဲ့ဒီလိုဇွဲကုန်နေပါလေမရှိဘူးစားကျင်တဲ့သူကဒီခုံမှာပဲထိုင်ပြီးကိုယ့်ဘက်ကကို ကန်စားအဲ့မှာတခါနည်းနည်းလေးရောင်းရဲဆိုကိုကတသောင်းနှစ်သောင်းမြည့်လို့ရှင်ဇွဲကုန်လေးပြေးဝယ်လိုက်ကိုကတသောင်းမြည့်ရင်ကိုနည်းနည်းလေးသုံးလိုက်ပစ္စည်းလေးတစ်ခုဝယ်လိုက်ဝယ်ဝယ်ဆိုရင်းနဲ့ကြတော့ဒီလိုမျိုးပစ္စည်းတွေအများကြီးဖြစ်လာတာပေါ့နော်ဟိုအော်ဒါတွေများတယ်ကိုမျိုးကအော်ဒါများတယ်ဆိုတာတချို့ကြတော့ပွဲတရပွဲနေရဆိုဘူးလေးနဲ့ပဲပေးလိုက်ကြတယ်ဒါပေမဲ့ကိုမျိုးကရန်ကုန်ကဘလို့လဲဆိုတော့ကိုမျိုးကိုယ်ကတိုက်ပြီးတော့နေပေးတာနောက်ပြီးတော့ကိုမျိုးကကိုကိုယ်နဲ့လုံးဝမစိတ်တိုင်းကြတာတော့ကိုကမောတယ်ဒါပေမဲ့လည်းခုနကပြောသလိုစိတ်တိုင်းကြတယ် ဲ့တော့ခါကျတော့အဲစားသုံးသူကလေအဲကိုမျိုးကြီးကျမတို့ကဆွန့်ကက်ချင်တာဖုံလုံးလိုကက်ချင်တာကိုမျိုးကိုယ်တိုင်လိုက်ပြင်ပေးပါဆိုအချိန်တဆယ်အခု3သိန်းခွဲပေါ့အဲ့လားဆိုကိုကိုတိုင်းလိုက်ပြင်ပေးတယ်အဲ့တော့ခါကြတော့ဘာလို့လဲကက်စတမာတွေကအရန်သဘောကျတယ်အဲကိုမျိုးကိုတိုင်းလာမှာလားအဲ့လားဆိုတော့ပိုကောင်းတာပေါ့ဆိုအတုပ်ဆိုတဲ့သဘောတရားမာကြီးတော့ဆိုင်မှာစားတာနဲ့မိုင်းပါဆယ်ဝယ်သွားတာနဲ့ကိုမတူဘူး အကွာဝါတယ်အဲ့တော့ဆိုင်မာဆိုင်ရင်လိုချင်တာလေးထည့်စားလို့ရတယ်ကိုယ်စိတ်ကြိုက်လေးပြင်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကြာတော့ဒီလုပ်ငန်းရဲ့အတွေ့အကြုံပဲပြောရမှာပေါ့နော်ခိုးတော်တကွဲတုတ်လိုက်တယ်နိုင်တုတ်တကွဲတုတ်တယ်ဆိုလို့ရှိရင်အရသာဘာညာရေးစရာမလိုတော့ဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့အရသာကျောလက်မှာပဲခံစားလိုက်တယ်နေတဲ့နေတိုင်းနဲ့ဒီမုတ်တီတကွဲမှာဒီလက်ကဘာလဲပေါ့နေရလဲငန်လာလဲဆိုတာလေနေလိုက်တယ်နဲ့ဒီလက်တည်တယ်ပစစ်ထဲကိုထည့်ကြမလို့အဲအလားပါလို့ဆိုတော့အဲ့ဒီအတွေ့အကြုံပဲရစားခဲ့လဲဆိုရင်အကိုမျိုး2016ကအင်္ဂလန်မန်လေးမှာ မန္တလေးကြီးတုတ်ပြိုင်ပွဲပေါ့နော်ဝင်ပြိုင်တယ်ဝင်ပြိုင်တော့ခါကျကိုမျိုးအဲ့မှာဒုတိယဆုရဒုတိယဆုရတော့သူတို့ရဲ့စီကံတက်မှတ်ချက်က7မိနစ်တာအချိန်ပေးတယ်တန်ရှင်းတည့်ရမှုရှိရမယ်နောက်ပြီးတော့ခုနပြောသလိုပေါ့နော်မမီးရဘူးပေါ့အဲ့ရအတွေ့အကြုံသွားပြီးတော့စကလိုက်တာဒီနေ့ချိန်ကြီးကိုမျိုးမုတ်တီပွဲရချီပြင်းတယ်တခါမှပေါ်တာငနဲ့ဆိုတာမမီးရဘူးကံရဲ့ညံရဲ့စူးစမ်းမှုရဲ့ပုံဆက်တာပေါ့နော်အဲ့လိုပုံဆက်တော့လေဒီလိုမျိုးနံပါတ်လေးတစ်ခုရလာတာပါ အဓိကလေကျွန်တော်ကစတုဂူမှာစဉ်းစားထားတယ်အဲ့လားအပူပြောတာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်ရှိမှာအခိုးတောင်ရှိမယ်နန်းကြီးရှိမယ်လမ်းလဲရှိမယ်ခောက်ဆွဲပြားရှိမယ်အဲ့လိုပုံစံမျိုးဒါပေမဲ့ခိုးတောင်ဆိုလို့ရှိရင်လေကျွန်တော်ကခိုးတောင်မုတ်ဖက်နဲ့ပဲတုတ်ပေးတယ်နန်းကြီးဆိုလို့ရှိရင်လမ်းကြီးနဲ့ပဲတုတ်ပေးတယ်တချို့ကလာတယ်ကွဒီနန်းတုတ်ကြီးကိုခိုးတောင်လို့တုတ်ပေးပါဆိုလဲကျွန်တော်မရဘူးပတ်ဆက်မရရင်နေပေးစီအဲ့တော့အရသာထင်နန်းကြီးစားကျင်တဲ့သူနန်းတုတ်ကြီးဒီနန်းတုတ်ကြီးမှာပါဝင်ပစ္စည်းကိုတိတိကျကျစား ခိုးတောင်စားမယ်မလားငဖက်လုံးပါမယ်မပဲကြော်ပါမယ်ပဲသီးပါမယ်အဲ့လိုတဲ့ကိုအစ်စ်မှန်ရောင်းတာအဲ့လောက်ဟိုလိုတုတ်ပေးပါဒါဟိုလိုတုတ်ပေးပါဆိုရင်ကျွန်တော်မရောင်းအဓိကစားသုံးသူအလိုမလိုက်ဘူးနောက်ပြီးတော့ကျွန်တော်အပင်မန်းခံတယ်မန်းတရမြေမုတ်ဘက်ကိုမရရအောင်တဲတယ်စကန်းရမြေပဲမုတ်ကိုမရရအောင်တဲတယ်ကိုမျိုးကတကယ်စင်နာထားလို့ပါစားဘူးတဲ့သူတွေတိတယ်ကိုမျိုးကအပေါက်ဆိုးတာမဟုတ်ဘူးစားသုံးသူပေါ်မှာအရန်တန်မိုးထားတော့ဟိုနည်းနည်းပပစကားပြောတာကြီးကသူ့ဆရာပတ်စံပေးစားတာဘလို့ဖြစ်တယ်ညလို့ဖြစ်တယ်ဆိုတော့အဲ့လိုပုံစံမျိုးကြီးတွေဖြစ်သွားကိုမျိုးကြီး ကျွန်မကိုခုံအောင်တပွဲပါဆိုနေပေးလိုက်ပါဆိုတော့နေမပေးဘူး။ဘာဖြစ်လို့နေမပေးဆိုတော့မုတ်တီတီပဲမုတ်ပါတဲ့အတွက်မလို့ပွားပြီးထွေထွေဖြစ်သွားမှာ။အိမ်ရောက်လို့ရှိရင်အဲ့မုတ်တီတပွဲကဖွာသွားပြီးစားမကောင်းတော့အဲ့လိုပုံစံမျိုးဖြစ်တော့ခါကြတော့ကိုကဆက်လိုက်နေပေးရဘာမှမပင်ပန်းဘူး။ဒါပေမဲ့ကိုမျိုးစင်မဲ့ဘယ်တော့မှကိုမျိုးနေမပေးဘူး။ကျွန်တော်ရှိမှကြတော့အစိုးရကြီးလည်းလာစားတယ်အမှုပညာရှင်တွေလည်းလာစားကြတယ်ဒါပေမဲ့ကျွန်တော်တခါမှသူတို့ရဲ့ဓာတ်ပုံတွေတင်ပြီးတော့ Facebook မှာတယ်လီဟိုပေါ့ TikTok မှာမတင်ဘူး ။ဘာဖြစ်လို့လဲဆိုတော့အဲတချို့ကရှိရလေဒီဆိုင်ကဟဲ့အဲဗေမင်းသမီးလာစားတာဗေနုပညာရှင်လာစားတာဆိုပြီးတော့နာမည်နဲ့လာစားမှကြောက်လို့တကယ်တမ်းကျတော့ကိုမျိုးကကျတော့အမှုပညာရှင်တွေကြောက်နာမည်ကြီးချင်တာမဟုတ်ဘူး။ဘာလို့လဲကိုကိုရဲ့ခိုးတော်မုတ်တီလက်ရာကတကယ်ကိုကောင်းနေဟဲ့ကိုမျိုးခိုးတော်မုတ်တီကြီးမြင့်နိုင်မှာသွားစားကြည့်သူကခိုးတော်စစ်တယ်လမ်းကြီးတုံစစ်တယ်ဆိုတဲ့နာမည်နဲ့ပဲကြီးချင်တာဟဲ့ဗေမင်းသားကတော့လာစားတာဗေမင်းသမီးကတော့လာစားတာလေသွားစားကြည့်ဆိုပြီးတော့မင်းသားမင်းသမီးရဲ့အရှင်ဝမ်းနဲ့နာမည်ကြီးတဲ့ထင်မှာကိုမျိုးမပါဘူးအဲ့တော့မသိရတော့မဲ့ အကယ်ဒမီမင်းသမီးတယောက်ဆိုလို့ရှိရင်နာမည်လေးလုံးနဲ့နော်အဲ့မင်းသမီးဆိုကွန်မြူရှင်မှာမြဲနေလာစားတယ်ဒါပေမဲ့ကွန်မြူလိုင်းမို့မှလည်းမသိဘူးဂုံမစားဘူးအထက်ကကွန်မြူလက်ရကောင်းဖို့ပဲရေးကြည့်တယ်သူ့ရဲ့ဝိတ္တိနဲ့ကွန်မြူနာမည်ကြည့်တာကွန်မြူမကြိုက်ဘူးကွန်မြူရဲ့ကြိုးစားအားထုတ်မှုနဲ့လက်ရနဲ့ quality နဲ့ပဲကွန်မြူကနာမည်ကြည့်တာကိုကြိုက်တာနော်အဲ့ဒါကြောင့်မလို့ကွန်မြူကမတင်တာလာစားတာပေါ့မလေးတော့နာမည်ကြည့်ရပါစားပဲရှိမလား အဲကိုမျိုးဆိုင်မှာစားတုံးတဲ့သူတွေကခဏခဏမားတာခိုတော်မုတ်တီလို့ပြောလို့ရှိရင်ကိုမျိုးဆိုင်မှာအခိုတော်မုတ်ကနန်းကြီးတုတ်ရှိတယ်လမ်းလဲရှိတယ်ခိုတော်မုတ်တီတဲ့သုံးမျိုးသုံးစားရှိတယ်ခိုတော်မုတ်တီဆိုရင်ကိုမျိုးကခိုတော်မုတ်ပက်နန်းနဲ့ပတ်ဝန်းကျင်နဲ့တိကျတုတ်ပေးတယ်တချို့ကမသိဘူးနန်းကြီးလားနန်းလန်းလားခိုတော်လားလို့မေးလိုက်လို့ရတယ်သူကကျမတို့ဒီနန်းကြီးပေးဆိုနန်းကြီးတုတ်ပေးလာရောနန်းကြီးတုတ်ပေးတဲ့ခါကျတော့အဲကျမကြာအကျော်မပါဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်တာအဲဘယ်ပါမလဲမမနန်းကြီးမာတာလေ နန်းကြီးမှာတော့နန်းကြီးတုတ်ပြတာပုတ်ဖူးကျမခိုးတောင်လာစားတာအဲ့ဆိုရင်ခိုးတောင်ဆိုရင်ခိုးတောင်ပြောလေဆိုတော့သူကဘဲမုတ်ဖက်နဲ့တုတ်တော့ခိုးတောင်မှတ်တာအဲ့လိုပုံစံမျိုးတွေဖြစ်နေအဲ့လိုခါကျတော့ကျွန်တော်ဆိုင်မှာခဏခဏမှားတယ်အဲ့ပြဿနာလေးဖြစ်တဲ့ခါကျတော့ဟိုစားတုံးသူနဲ့ရောင်းချက်သူကျမနည်းနည်းလေးကမောက်ကဆာလေးဖြစ်တာပေါ့နော်အဲ့လိုလေးတွေပေါ့ ထူးထူးခြားခြားပြီးတော့ကွန်ပြေမင်းနူးရဲ့လို့တော့မရှိဘူးကွန်မြူစီမှာတော့ဒီတော်ဝင်နန်းတုံးဆဆခနုံတုံးရှိတယ်ပေါ့နော်အဲခနုံတုံးကတော့ကွန်မြူကခုရဲ့ပိုင်းဆိုရင်အဲတိတ်ပြီးတော့အမြဲတမ်းနဲ့မရောင်းနိုင်ဘူးကျက်ဥစည်းလည်းကောင်းတယ်ကြက်သားစည်းလည်းကောင်းတယ်နောက်ပြီးနေရာလည်းပူတယ်လေနေရာပူတာ17နိုင်တဲ့ပိုင်းဆိုလည်းစားလို့တက်လို့ကအဆင်မပြေဘူးပေါ့နော်အဲ့တော့ဒီနန်းတွင်းအဆဆခနုံတုံးစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဖုံးကြိုဆက်ပြီးမှစားလို့ရမယ်အဲတကယ်လို့အမြဲတမ်းရှိရတော့ခိုးတော်ရဲ့နန်းကြီးရဲ့နန်းလက်ရဲ့ခောက်ဆွဲပြရဲ့ပေါ့နော်ဒါကတော့အမြဲတမ်းရှိတယ်ဆိုင်ပွင့်ကျင်ရတော့မနေ့6နိုင်ခွဲဆိုဖွင့်တယ် ပိတ်ချင်ရတော့ကုမ္ပဏီကပုံမှန်လည်းမရှိဘူး။ဘာဖြစ်လို့ဆိုတော့ကုမ္ပဏီကမန္တလေးမြေမုတ်ဖက်မှားတယ်။အချိန်ဆက်ငါးဆိုရင်အချိန်ဆက်ငါးကွင်ကုန်လက်ချင်ကိုရိုက်လိုက်တဲ့အတွက်မလို့ကုမ္ပဏီကအဲစိုက်ပိတ်ချင်ကိုပြောလို့မရတာပေါ့နော်။ဒါလေးကိုလည်းဒီနေ့အမိတခါတည်းလေးကုမ္ပဏီကပြောပြချင်ပါတယ်လို့ဟုတ်။အကျော်ကတော့ဒါကုမ္ပဏီကကျတော့မပဲကျော်ပေါ့နော်။မပဲကျော်ဘရားကျော်ခေါ်တာပေါ့။ဒါကတော့ကုမ္ပဏီကဒီအကျော်ကကျတော့သူကခေါ်တော်ထဲမှာပဲထည့်ထုတ်တယ်။ကုမ္ပဏီရှိမှအကျော်တည်တဲ့လို့မရဘူး။အဲ့လိုပုံစံမျိုးဆိုတော့အဲတချို့ကလာတယ်ကုမ္ပဏီရေအဲဒီအကျော်လေးတွေတည်တဲ့ရောင်းပေးပါဆိုတဲ့ပုံစံမျိုးရှိတော့မှရဲ့။ ဒီမပဲကြော်ဆိုတာကလည်းအခုချိန်ပြီးအခုလုပ်လို့မရအောင်သူကမပဲကိုရေစိန်ထားသေးရတယ်ရေစိန်ထားပြီးတော့မပဲရဲ့သဘောတရားသူကအချင်တက်ပါတယ်နိုင်ကြွားရင်ချင်သွားတာချင်သွားတာဖြစ်တဲ့တမလို့ကျွန်တော်က6နိုင်လောက်ပဲရေစိန်ရတယ်ပြီးပြီဆိုရင်မီးလာရင်ကျွန်တော်က blender နဲ့ချိန်ရတယ်ချိန်ပြီးပြီးဆိုမှငါပြောသေးတယ်ဂျင်းတွေဘာတွေနဲ့တခါပြန်နှက်ရတယ် နှစ်နိုင်လောက်နှက်တယ်နှက်ပြီးပြီးဆိုမှကျွန်တော်တို့တခါပြန်ပြီးတော့အကြော်ကြော်ရတာပေါ့နော်အဲအစစ်စစ်နေတော့ရတယ်နောက်ပြီးတော့အကြော်တချို့ကပြောတယ်အဲကိုမျိုးကလည်းဟိုတခါလဲ90ကြော်ထားပါလား100ကြော်ထားတာပဲရတာပါဘာလို့ပြင်မခံလဲအပြင်မခံတာကကိုမျိုးကတက်တာမှန်လဲသိတယ်လုံးဝမှန်လဲသိတယ်ဘာလို့ပြင်မခံလဲဆိုတော့စားသုံးသူကလာစားတဲ့အချိန်မှာဒီအကြော်လေးကကျွတ်ကျွတ်ရွရွလေးနဲ့ထိထိမိမိစားစေချင်လို့အဲ့တော့ကိုမျိုးက30ကြော်လိုက်ရက်လိုက်နည်းနည်းစောင့်လိုက်ပြန်ကြော်လိုက်အဲ့လိုမျိုးရောင်းလိုက်တော့ခါကျ တကယ်စားတဲ့သူကကြတော့ဒီအကျော်ရဲ့အရာတော်လာစားတာရှိတယ်။တချို့ကခေါတော်တိုက်တာလို့လာစားတာရှိတယ်။တချို့ကမဟုတ်ဘူးကိုမျိုးရင်အကျော်ရောက်လာမရောမှုဆိုလို့ရှိရင်ကျွန်တော်ခေါတော်မဲ့ပေးပြ။ကျွန်တော်ကိုမျိုးမပဲကျော်ကိုကြိုက်လို့မပဲကျော်စားချင်လို့ကျွန်တော်လာစားတာ။အဲအဲ့လိုပုံစံမျိုးလေးဖြစ်တော့ခါကြတော့ကိုကကျင်နေတဲ့ PT ဖြစ်တယ်ပေါ့။အဲရောင်းလဲရောင်းပေးချင်တယ်။ရောင်းပေးဖို့အတွက်လည်းကိုမျိုးထက်ပြီးတော့စူးစမ်းမယ်။ဘာဖြစ်လို့လဲဆိုတော့ကိုမျိုးမှလူအင်အားလည်းခုချိန်မှာနေပါတယ်။နောက်ပြီးတော့ကိုကိုတိုင်းကိုက ဟိုကိုတိကိုတက်အတက်ကြီးတာပဲပြောမှာပေါ့နော်ကိုလုံးမှာဒီအကျော်ဆိုလဲသူများလဲကြော်တက်တယ်မဟုတ်ဘူးကိုကိုဘဘဘဘဘအဲ့လိုမျိုးလေးလုပ်ပြီးငါကြော်လိုက်မှဒီအကျော်လေးကလှပြီးကောင်းတယ်လို့ထင်တာအဲ့လိုပုံစံမျိုးလေးဆိုတော့နည်းနည်းလေးတော့စားသုံးသူကခဏလေးတော့စောင့်ပြရတာပေါ့နော်အရသာရှိတော့စားရတာပေါ့ဟုတ်ကိုမျိုးစားစားပြီးရောင်းတာက1300နဲ့စားရောင်းတယ်1300မီစားရောင်းတယ်1300မီတော့ကိုမျိုးဘလောက်တယ်နည်းနည်းချင်းတက်တယ်1500 1500မီ2000 2000မီ2500 2500မီမှာတခါကိုမျိုးတို့အခုရကြတော့3000ရောင်းတယ် အကုမျိုးရဲ့ဆိုင်ကအဲကြီးမြင့်တဲ့ညာစီဒါကတော့ကုမျိုးတို့ဈေးကြီးလန်းပေါ့နော်ဈေးကြီးလန်းမှာဆိုရင်အောက်ဘက်ရှိတယ်အထက်ဘက်ရှိတယ်ကုမျိုးကကြီးမြင့်တဲ့ညာစီနဲ့နီးတယ်ဈေးကြီးလန်းမှာအထက်ဘက်ပေါ့နော်အင်းနံပါတ်88မှာမနေ့6နိုင်ခွဲဆိုရင်ကုမျိုးဆိုင်လေးကစတင်ပြီးတော့ဖွင့်လိုက်ပါပြီလို့နော်အဲကျေးဇူးတင်ရတာကုမျိုးကတော့မီဒီယာတိုင်းမှာပဲတင်ရတယ်အခုလက်ထပ်ပြီးတင်ရတယ်ဘာဖြစ်လို့လဲဆိုတော့ကုမျိုးဒီလိုစရောင်းလုံးရပြီးသုံးတတာကာလအထိ နော်ကိုမျိုးရဲ့ဟိုခုနကပြောဖို့ဆိုဖို့ဟိုတင်းကြီးခန့်နော်အဲ့လိုတွေစားလာတဲ့သူလေးတွေနားလည်မှုရှိတယ်ဆိုတော့ကိုမျိုးကဒီနားမြေကျေးဇူးတင်ပါတယ်လို့အဲတခါတလေလည်းကိုမျိုးကပြောမဆိုမရှိလို့ရှင်လေဒီမီဒီယာပြီးတော့ပေါ့နော်တရားဝင်အဲတောင်းပန်ပါတယ်လို့ဒါကလည်းအဲကိုမျိုးရဲ့စေတနာအမှားလေးတွေလည်း ဆိုတဲ့အကြောင်းကိုလည်းနားလည်ပေးပါ။ဒါကြောင့်မင်းအောင်မေးသစ်တေရောခုနပြောလို့မစားဘူးတဲ့သူတွေရောစားဘူးတဲ့သူတွေရောပေါ့နော်။အဲကြီးမြတိုင်းမှာရောက်လို့ရှိရင်ကိုမျိုးခိုတိုင်းမုတ်တီလေးရှိပါတယ်။လာရောက်ပြီးတော့အားပေးပါ စားကြည့်ပါ။အဲစားကြည့်ပြီးပြီဆိုမှအဲကောင်းတယ်ဆိုလို့ရှိရင်ပန်းတဲ့လင်းချင်းဆောင်လူတဲ့လူချင်းဆောင်နေတဲ့ကိုမျိုးဝမျိုးပေါ့ဟိုကိုမျိုးမုတ်တီလေးရစစ်တယ်ခိုတောင်လေးရစားကောင်းတယ်ဆိုပြီးတော့ပေါ့နော်။အဲ့လိုမျိုးတွေပြန်ပြီးတော့ကြော်ညာပေးပါ။အဲလော်လော့ဆယ်ကိုမျိုးဆိုင်ကိုရောက်လာခဲ့ဖို့ကိုမျိုးကဒီနားမျိုးဖိတ်ခေါ်ပါတယ်လို့